မိဘပြည်သူတွေကိုကျွန်တော်ပြောချင်တာကတော့အခုအခြေအနေရဆိုတော့တော်တော်လေးကိုခီးပေါက်နေပြီဒီထက်ပိုပြီးတော့တည်ရင်လုံနိုင်မှုအတွက်ကလူလူရဲ့ပါဝင်မှုမရှိဘဲနဲ့ကျွန်တော်လုပ်လို့မရဘူးဆိုတော့ဒီ pro pro တဲ့မှာပါတော့ဘောနော်စစ်တပ်ကခုနောက်ပိုင်းမှာစာသင်ကျောင်းတွေဈေးရုံတွေဈေးတွေဘာသာရေးအဆောက်အအုံတွေထိပါပြစ်မှတ်ထားပြီးတော့ပြည်သူတွေကိုဒီကဘုံကျဲတိုက်ခိုက်တဲ့တတ်ဖြတ်တဲ့ပုံစံဖြစ်လာတယ်ပေါ့။ဘာကြောင့်အဲ့လိုလုပ်လာရလဲယူဆပါလဲ ဒီလိုလေးပြောရမယ်ဆိုတော့ဒါကလူတို့ကိုသူ့ရန်သူတို့သဘောထားရတော့အဲ့လိုလုပ်ရတာပဲပြောရမယ်ဆိုတော့2021မှာအတိတ်သားဆုံးချက်ကလူတို့ကလုံးဝအဲ့ဒီစက်တပ်ကိုမုံတီးပြီးတော့လုံးဝမကြည့်ချင်လောက်ဖြစ်လာတဲ့အခါမှာကြတော့အဲ့ဒီတံပြန်တဲ့အနေနဲ့မင်းတို့ကတော်လိုင်းသမားတွေကိုကုညီရကောင်းလားဆိုပြီးတော့အဲ့ဒီလူတို့ကိုပြန်မဲတာဆိုရင်ပြောရရင်ကျွန်တော်တို့တော်လိုင်းသမားကိုလူတို့ကလုံးဝမကူရဲအောင်ဆိုပြီးတော့လူတို့ကိုကျွန်တော်တို့ကပြန်လွတ်ဂျန်တိုက်ပြီးတယ် ငါတို့တော်လိုင်းလှုပ်လို့ငါတို့ဒီလိုဘုံကျက်ခံရတယ်ဆိုရင်အမြင်မျိုးဖြစ်အောင်သူတို့ကြိုးစားနေတာဖြစ်တာဒါပေမဲ့သူတို့ကြိုးစားတဲ့လောက်ရဘာမှအရာမဖြစ်မဲ့လူကသူတို့မုန်းကြီးတဲ့မုန်းကြီးလာတယ်တော်လိုင်းရပို့ပြီးတော့ပို့တော့အော်အခရာကြလာတယ်တော်လိုင်းပူလို့ဆက်ပြီးရတည်နေတယ်အခက်ခဲကြတဲ့ဂျာတွေကလူတို့ကပူတော့ခက်ခဲကြက်တက်တဲ့ဘွားတွေကနေပြီးတော့ဒီတော်လိုင်းရဆက်ပြီးတော့ထောက်ခံတယ်ဆိုတာသူလောက်ရတရားနေပြီးတော့တရှိပြလာအခုလိုနောက်ဆုံးအဆင့်ဆိုဖရားကြောင့်လည်းမရှောင်ဘူးဒီဖုန်းကြီးကြောင့်လည်းမရှောင်ဘူး ဘယ်ဘာသာရေးတက္ကနိကအဆောင်ကိုလုံးဝမဆောင်အကုန်လုံးဘုံကျဲပလိုက်တာအဲ့ဒီလှုပ်ချင်းအပြစ်သူတွေ့တာတော့ဒီလူတွေကတော်လိုင်းရေးဖွဲ့စည်းကိုကူညီလို့ဒီလိုခံရတယ်ဆိုပေမဲ့လို့လူတွေကအဲ့လိုမမြင်ဘူးအဲ့လိုလှုပ်နေလေလူတွေကနာကြီးလေစစ်တပ်ကိုပြန်လို့တော်လိုင်းချက်လေစိတ်ဓာတ်ပူရခိုင်ပါပါဆိုတာဒါကလက်တွေ့ပကတိဖြစ်နေရတယ်အဲ့ဒါကြောင့်မို့သူတို့လှုပ်ရတယ်ကဘာမှမအောင်မြင်ဘူးဆိုတော့ကျွန်တော်တိကျပြောလိုက်ဟုတ်ကဲ့อืมတရုတ်ရုရှားမြန်မာပြည်ကိုပို့ဆွဖက်လာပြီးတော့စစ်ကောင်စီကိုပေါ်ပေါ်ထင်းနေပို့ကူညီလာတာတွေ့ရပါတယ် ဒီဒီလိုချိန်မှာပေါ့လေတင်းလူတမ်းမာလေးတမ်းမာတိုက်ပွဲတစ်ခုမှာဆိုရင်စစ်ကောင်စီဘက်ကပညာရှင်အချို့အချို့တွေကပါအကူအညီနေတယ်လို့ပြောဆိုနေတာတွေ့ရပါတယ်ဒီအနာရှင်နိုင်ငံကြီးတွေကစစ်ကောင်စီကိုပုံမှန်ကူညီလာတဲ့အချိန်တွေမှာပြည်သူတွေရဲ့လူမှုတော်လှန်ရေးအောင်မွေးရလို့ဘာလို့လိုပဲဘာဘာလို့လိုတယ်လို့ထင်ပါတယ်ဗျာ ဟုတ်ကဲ့အဲ့ဒီအပိုင်းမှာတော့ကျွန်တော်တို့တိုးချက်ပြီးတော့လောက်အောင်အပိုင်းကလူလူဆက်ဆံရေပေါ့နော်လူလူဆက်ဆံရေကိစ္စရယ်နောက်ဝက်နိုင်ငံရဲ့ဆက်ဆံရေကိစ္စရယ်ကျွန်တော်တို့တိုးချက်ပြီးတော့အများကြီးလုပ်ဖို့ဆက်လုပ်အောင်လုပ်လေအထူးသဖြင့်အာနာရှင်အချင်းချင်းနိုင်ငံတွေကြတော့သူ့အတူတူလို့ဖေးမှတယ်ဆိုတော့ကျွန်တော်တို့တွေ့လဲမဆမ်းသူတို့နိုင်ငံမှာတူတူပဲလောက်ခဲ့တာပဲအဲအကြောင်းတော့သူလို့နိုင်ငံမှာလုပ်နေတဲ့ကိစ္စကိုသူများနိုင်ငံမှာလုပ်ချင်တာကလည်းဒါအရရောကခုပဲ ဒါပေမဲ့အဲ့ဒီဟာယောဂါဘလို့မှကျွန်တော်တို့ဩအမြင့်တွယ်မခံနိုင်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့မြင်တာတော့သူတို့ဘလောက်ပဲဒီဆန္ဒရှင်စနစ်ကိုသူတို့ဘလောက်ပဲထောက်ကူဖဲပဲလိုက်လိုက်လုံးလုံးကျွန်တော်ဘလို့မအောင်မြင်နိုင်ဘူးလို့အလေးနဲ့ယုံကြည်တယ်အဲ့ဒါအပြင်လူလူဆက်ဆံရေးကလူလူကိုအတိပေးရမှာကအထူးသဖြင့်ဒဝေဒေတာမှာအထူးသဖြင့်ရုရှားနဲ့လက်မှတ်ထိုးပြီးတော့အဲ့ဒီဟာပင်လယ်အိုးတော့နော်ရင်းနဲ့စိတ်ကံတွေလှုပ်လာမယ်။နောက်ပြီးတော့ညူဘီယာတပ်ပေါင်းညူဘီယာစိတ်ယုံတွေပါဆောက်လာမယ်။ဒါကဟိုဒီ အပြုသဘောဆောင်တဲ့အထူးသဖြင့်လျှက်စစ်တာထုတ်ဖို့ဆိုတာအမှန်တကယ်ကအဲ့ဒီနေရာမှာလျှက်စစ်ထုတ်ဖို့ဆိုရင်ဒါ nuclear ဆက်ရုံဘာပြီးဆောက်မလို့ဘူးလေရအားလည်းပဲထုတ်ထုတ်ဘာအကုန်လုံးရှိတယ်တပါးထောင်ွေလည်းအချက်ပဲရှိတယ်လက်ရှားရတယ်လည်းဘာလို့အဲ့ဒီ nuclear ဒါဆက်ရုံကြီးဘာဆောက်မှာကျွန်တော်တို့မှာမေကုံများရှိတယ်အဲ့ကြောင့်မို့ကျွန်တော်တို့အသိပေးချင်တာတော့ကျွန်တော်တို့လူလူရောထိုင်းနိုင်ငံရှိတဲ့လူလူတွေရောကျွန်တော်တို့အသိပေးတာကဒီကိစ္စရိုးရိုးသားသားမဟုတ်ဘူး ျွန်တော်တို့ဒုက္ခပေးမှာကျွန်တော်တို့လူထုကရင်လူထုကိုဒုက္ခပေးသလိုထိုင်းလူထုကလည်းဒုက္ခပေးတော့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့လုံခြုံရေးဖြစ်တယ်ကျွန်တော်တို့ရဲ့လုံခြုံရေးမရှိတော့ဘူးဆိုတာဒါပေါ်ပြလာတယ်အဲအကြောင်းကိုသတိ ကြည်ကြီးထားပြီးတော့မျက်စိရှင်ရှင်နားရှင်ရှင်နဲ့ဒီကိစ္စလုံးဝမအထမမြောက်ပါဘူးကျွန်တော်တို့အိန္ဒိယနိုင်ငံတွေရှိတဲ့လူလူတွေရေကျွန်တော်တို့ကရင်လူလူတွေရောဒီထိုင်းလူလူတွေရောအကုန်လုံးလက်ချင်းတွဲပြီးတော့ဒီကိစ္စကိုလုံးဝအထမမြောက်တော့ကျွန်တော်ဆက်လုပ်ဖို့လဲလုပ်တယ်အဲ့ဒါလည်းကျွန်တော်တို့လူလူဆက်ဆံရေးအရတော့ကျွန်တော်ပြရပညာပေးရသလိုနိုင်ငံတကာဆက်ဆံရေးအပိုင်းမှာလည်းအိန္ဒိယနိုင်ငံအားလုံးကဒါကိုမျက်စိပုပ်ပင်းနားရှင်ရှင်နဲ့ဒီဟာဆန့်ကျင်ကြဖို့လဲကျွန်တော်ဆက်လုပ်သွားမှာအပိုင်းလေးရှိတယ်ဒီလိုလောက်နိုင်ပြီဆိုရင်တော့သူတို့လုပ်မဲ့လုပ်ငန်းတွေကတော်တော်နဲ့အထမြောက်နေမှာမဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့တကယ် ်လက်မှတ်ထိုးခဲ့တဲ့ရုရှားနိုင်ငံအခြေအနေပဂရီးယားလည်းအခုစစ်နုံတွေမှာဟိုဟိုလုံးဝရုံမထွက်နိုင်ဘူးတစ်ဖက်ကနေပြောဒါတွေလုံမယ်ဆိုတာလည်းအင်မတန်မှပဲသူ့အတွက်ကလက်ပစ်မကျတဲ့လုပ်ငန်းတွေဖြစ်တဲ့အပေါ်မှာကျွန်တော်တို့ဒါကိုထောက်ပြပြီးတော့ဆက်ပြီးတော့ကျွန်တော်တွန်းသွားဖို့ပဲရှိတယ်ဗျာဟုတ်ကဲ့ဒီကင်းယူကဒီနျူကလက်တာဘောင်းမှုကိစ္စနဲ့ပတ်သက်ပြီးထုတ်ပြန်နေထုတ်လာတယ်ပေါ့လေအဲဒီတင်းနေလာရင်တဝဲမှာစစ်ကောင်စီနဲ့ရုရှားတို့ဒီနျူကလက်တာဘောင်းမှုစိတ်ယုံဆောင်မယ်ဆိုတာဖြစ်နိုင်တာဟုတ်ဒါဘလို့တားဆီးလို့ရမယ်လို့ထင်ပါတယ် ခုနဆိုတော့ပြောသလိုပဲတကယ်လို့လူတို့နီးနေကျွန်တော်တို့အထီရောက်ဆုံးဖြစ်တယ်လူတို့ကိုပညာပေးမယ်ဒီဟာတွေကငါတို့ရဲ့လုံခြုံရေးဖြစ်လာတယ်ငါတို့လုံခြုံရေးအတွက်ဒီလိုမဖြစ်မနေကျွန်တော်တို့လုပ်မယ့်ကိစ္စဖြစ်တယ်လောက်လာပြီဆိုရင်တော့သူတို့လုပ်မယ့်ကိစ္စတော့တော့လွတ်လာမှာဘာဖြစ်လဲဆိုတော့နျူကလ িয়ার တပေါင်းမှုအော်နျူကလ িয়ার ဆက်ရုံတွေကိုဆောက်ဖို့ဆိုတာလည်းအော်ပါဇကဘလောက်ပဲပြောပြောဒါလူတို့အကောင်ကျိုးအတွက်လျှက်စီထုတ်မယ်ဆိုတော့ဒါလက်တွေ့ကြလားမကြလားဆိုတော့ကျွန်တော်ပြောတော့မယ်လေအဲ့ဒါဆိုအဲ့ဒီကိစ္စကလူတို့ကလည်းနားမျက်စိရှင်နားရှင်ဖွင့်နိုင်တဲ့အနေအထားတစ်ခုရောက်လာတဲ့အခါမှာ ဒီဟာတွေကဖြစ်တင်လာမှဖြစ်လင်အောင်လုပ်နိုင်တာသူဘလို့မှဟိုဒီဆွာပြီးတော့တိဆောက်ဘူးဆိုတာမဖြစ်နိုင်တော့ဘူးတစ်ဖက်ကလည်းကျွန်တော်ဆိုသွားပြီးတလောက်တောင်စစ်နုံထဲမှာဟိုရုံးထက်နေတဲ့အနေထားဒါကြီးမဖြစ်နိုင်တဲ့အသွားလုပ်ပြီးဆိုတော့ကျွန်တော်တို့ဘက်ကလည်းတိုက်ဖြတ်စရာရှိတာတော့နီလမ်းမဆိုကျွန်တော်ဆက်လုပ်သွားမယ်အထူးသဖြင့်လူလူမြင့်ဆက်ပွင့်ပွင့်လာပြီးဆိုရင်တော့ကျွန်တော်တို့တိုက်ဖြတ်ဖို့ကအရန်လွယ်ပါတယ်နော်ဒီကိစ္စအဆိုကျွန်တော်တို့မြင်တာတော့ဟိုလွယ်လွယ်နဲ့ဖြစ်လာတဲ့ကိစ္စမဟုတ်ဘူးဆိုတော့ကျွန်တော်လေးနေရုံ အခုနောက်တစ်ခုကတော့ကျွန်တော်ပြည်ဆောင်ဆွေးနွေးရေးအပိုင်းပါလေဒီအာဆီယံပါဝင်နိုင်ငံတကာကအပြည့်ရပြီးတော့အလုံးပါဝင်ဆွေးနွေးပွဲလုပ်ပါဆိုတဲ့တိုက်တွန်းကြတယ်အလုံးပါဝင်ဆွေးနွေးပွဲတွေကဖြစ်လာနိုင်တာဒီချိန်မှာဆွေးနွေးပွဲတွေဆွေးနွေးပွဲတွေကမြန်မာနိုင်ငံတော့တကယ်ပဲရလက်ထွက်နိုင်ပါလားဟာပထမဆုံးပြောချင်တာကတော့ကျွန်တော်တို့ဟိုဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးပါဘောနော်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ဘယ်သူနဲ့ဆွေးနွေးမလဲအဲ့ဒါမင်းတို့ရှိတယ်ဘယ်သူနဲ့ဆွေးမလဲကျွန်တော်ပြောပြီးသားဟာ ဆွေးနွေးပွဲလုပ်မယ်ဆိုတာဒီနှစ်ဒီကာလဒီချိန်ကာလမှာသူတပြင်းဆက်နာရှင်စနစ်ဒီ2021နောက်ပိုင်းမှာကျွန်တော်တို့မူဝါဒရှင်းရှင်းလေးပဲသူတို့နဲ့ဆွေးနွေးမယ်ဆိုရင်အဲ့ဒီ၃ချက်အဓိကကြတဲ့အချက်၃ချက်ကျွန်တော်ခဏခဏပြောနေအဲ့ဒါစစ်တပ်နိုင်ငံရဲ့လောကစွန့်ခွာပြီးတော့လောကဝင်မရှုံးနေတော့အဲ့ဒါသူတို့လက်ခံမယ်ဒုတိယအချက်ကကျွန်တော်တို့ Federal Democracy တိုင်းပြည်တူထောင်မှာဖြစ်တဲ့အတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေလောကလာမပြောနဲ့ဒီဖွဲ့စည်းပုံအသစ်တိဆောက်ရေးကိုကျွန်တော်တို့လုပ်တော့မယ်ဆိုတာကိုသူလက်ခံတယ် ဲ့နောက်ဆုံးချက်2023နောက်ပိုင်းမှာကျူးလွန်ခဲ့တဲ့အမှုကြီးမှုငယ်အဲ့ဒါမတိုင်ခင်ကလွတ်ခဲ့တာလည်းများရှိတယ်အကောင်လုံးသူတို့တာဝန်ခံမယ်အဲ့ဒီ၃ချက်လက်ခံပြီလားအဲ့ဒီ၃ချက်လေးလက်ခံပြီးဆိုရင်တော့ကျွန်တော်တို့သူတွေစကားပြောမှာစကားပြောတဲ့အချိန်မှာလည်းနိုင်ငံရေးစကားလုံးအောင်ပြောဘူးစစ်တပ်ဘလို့အသွင်ပြောင်းတော့မလဲစစ်တပ်အထူးသဖြင့်အရသာအုပ်ချုပ်အောက်မှာရှိပြီးတော့တခါတဲ့ professional စစ်တပ်တစ်ခုဖြစ်လာဖို့အတွက်ဆိုကျွန်တော်တို့ဘလို့လော့မလဲဆိုတော့အဲ့ဒါပဲစကားပြောတော့မှာတခြားပြောစရာမရှိဘူး အဲ့ကြောင့်ဒီနေ့ဒီချိန်ကာလမှာဆွေးနွေးပွဲတွေဖြစ်လာမယ်ဆိုတာပြောတာတော့ပြောတာပဲလေကျွန်တော်တို့ဆွေးနွေးပွဲတွေဘယ်တော့မှလည်းမငြင်းဘူးဒါပေမဲ့လက်ရှိဖြစ်ပေါ်လာမယ့်ဆွေးနွေးပွဲကကျွန်တော်တို့အဓိကအကြုံးချက်ပါတယ်ဖြစ်လာတယ်တိအချက်ကကျွန်တော်တို့နိုင်ငံ Federal Democracy တိဆောက်မှာပြောတဲ့အတွက်ကျွန်တော်တို့အသွေမတူတဲ့ကွဲပြားခြားနိုင်တဲ့ကျွန်တော်တို့ဖွဲ့တွေများရှိတယ်အထူးဖြစ်ကျွန်တော်တို့တော်လိုင်းဖွဲ့မှာလုံးဝမတူရဘူးတော့နောက်ခံရန်အရန်ကိုကွဲပြားရအဲ့ဒါတွေကပထမဆုံးတော်လိုင်းတဲ့အဖွဲ့အစည်းတွေတခါတည်းကျွန်တော်တို့နိုင်ငံရေးဘုံယူမန်နေဂျာတစ်ခုတည်းဖြစ်အောင်ကျွန်တော်တို့စလုပ်ရမှာအဲ့ဒါကျွန်တော်တို့စဆွေးနွေးရမှာ ပထမဦးဆုံးကျွန်တော်တော်လိုင်းဖွဲ့စည်းတဲ့ဆွေးနွေးနိုင်ဖို့အခင်းကျင်းပထမဦးဆုံးဖန်တီးရမယ်။အဲ့ဒီဆွေးနွေးပြီးတဲ့မှာကျွန်တော်တို့ဘုံရင်ခရရတစ်ခုချင်းရပ်သွားပြီးဆိုကမှပဲအင်မတန်ကျွန်တော်တို့ရန်သူဖြစ်တဲ့ဆက်အနာရှင်စနေကဘလို့ကျွန်တော်ဆက်ဆွေးနွေးရမှာဆိုတော့ဒါနောက်မှလာမှာ။ဆိုတော့အဲ့ဒီအဆင့်တွေအများကြီးရှိပါသေးတယ်။အာဆီယံပြောတဲ့ဟာတော့ဆွေးနွေးပွဲပေါ့နော်။ဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲကအဆင့်အများကြီးကျန်သေးတယ်ဆိုတာကျွန်တော်ပြောချင်တာ။ဟုတ်ကဲ့ပါ။အာဒီဒီကေအတော်လိုင်းဘက်ကိုတစ်ခါပြန်ပြီးလှည့်ကြပါမယ်။အဲ့ဒါကတော့ဟို အရင်တော့ကကျွန်တော်တို့ဒီအဲကင်းကင်းချင်းချင်းဟိုတဏမပါဝါဆိုရင်မုံနဲ့ပေါ့နော်အဲကင်းနဲ့နဲ့ကန်အခွက်တွေချသွားခဲ့ကြတယ်အခုလက်ရှိမှာကျတော့စစ်ကောင်စီစကန်းနဲ့တိန်းနာမှာအဲဒီကင်းနဲ့နဲ့ကန်တွေပဲပူးပေါင်းပြီးရဆောင်ရွက်နေတယ်ဆိုတဲ့အာမျိုးတွေ့ရရတော့သုံးသက်ချက်တွေလည်းချေချေပြင်းပြင်းထွက်ပေါ်လာတယ်အဲ့တော့ဒီကင်းနဲ့နဲ့ကန်အဖွဲ့အားလုံးရဲ့စီလုံးမှုအခြေအနေပူးပေါင်းဆောင်ရွက်မှုအခြေအနေဒီပေါ်မှာအခုဘာများရှင်းပြလို့ရအောင် ဟုတ်ကဲ့အဲ့ဒီကရင်လက်နဲ့ကင်များပြန်လဲပေါင်းစည်းဆိုတာကကျွန်တော်တို့ဟို2013နဲ့ဆက်ပြီးတော့ကုမ္ပဏီဖွဲ့တာပဲလေအဲ့ဒီဖွဲ့တယ်ဆိုပေမဲ့လို့ကျွန်တော်တို့အခက်ခဲတွေအများကြီးတွေ့နေရတယ်ဒါပေမဲ့ကျွန်တော်ကြိုးစားပြီးတော့ဖြစ်ရှင်တဲ့ချင်းချင်းချားမှာအနည်းဆုံးကြာကျွန်တော်တို့အချင်းချင်းပြန်ပြီးတော့မတိုက်ကြဘာဖြစ်လို့အဲ့လိုလောက်ရလဲဆိုတော့အဲ့ဒီမတိုင်ကြကျွန်တော်တို့ကရင်လက်နဲ့ကင်ရှင်တက်ခွဲတွေဖြစ်ကြတယ်နှစ်ပေါင်း20နီးပါးလောက်ကြာသွားတယ်ဘယ်သူသိလဲကျွန်တော်တို့အချင်းချင်းပဲသိတယ်ဘယ်သူဝမ်းသာလဲဆရာနာရှင်များဝမ်းသာတယ်ဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားတာ ဒါဟာပြဿနာအရင်းမြစ်ပဲဟာကျွန်တော်တို့မြင်တာတော့ဒီပြဿနာရဲ့ရင်းမြစ်ဆက်ရနာရှင်စနစ်ကလာတာအဲ့ကြောင့်မို့ဒီစစ်ကောင်စီဆက်ရနာရှင်စနစ်ကိုကျွန်တော်အပြုတ်တိုက်မှာပထမဦးဒါပထမကျွန်တော်တို့လောက်ရမယ်လောက်အဲ့ကြောင့်မို့ကျွန်တော်ပြင်ချင်းချင်းမှာတယောက်နဲ့ရောပြန်မတိုက်ရဘူးဆိုတဲ့အချက်ကကြသွားတယ်ဆက်ရနာရှင်တိုက်တဲ့အခါမှာလည်းဆက်ရနာရှင်ကအနည်းဆုံးမင်းငါတို့မကူညီနေမကူညီနေငါတို့မတော်ရှင်းနေဆိုတဲ့အပိုင်းကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ခိုင်မာလာတဲ့အခါအဲ့ကြောင့်မို့အခုနောက်ပိုင်းစစ်စင်နဲ့လောက်လာတဲ့အခါမှာ မင်းငါ့ကိုမကူညီတောင်မှငါ့ကိုလာမနောက်ဆက်ဆိုတာကျွန်တော်တို့ကိရင်ခွက်ထဲမှာကြားပါတယ်အဲ့ကြောင့်မလို့ကျွန်တော်လှုပ်ရမယ့်အလုပ်ကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဇွဲရှိရှိနဲ့စိတ်ရှိရှိနဲ့ဝေဖန်မှုဘလောက်ပဲရှိဖြစ်ကျွန်တော်ဆက်သွားတဲ့အခါမှာနောက်ဆုံးကျတော့ကျွန်တော်တို့အခုနေစားတကြောမအောင်ဝင်ခံနေတာကျွန်တော်ကိရင်ရှင်ပြဿနာမချဘူးနင်းနင်းလေးလေးပဲဗျာအခုမှအခု DKB ရဲ့ဌာနချုပ်မှာဘုံသွားကြည့်ရဗျာသွားကြည့်ရတော့ကျွန်တော်တို့သွားဖြတ်ဖြတ်တိုက်လိုက်တော့အဲ့မှာ DKB ရဲ့ဟိုနှစ်တကူ ပွဲကျင်းပတဲ့နေရာမှာကျွန်တော်တို့အဲ့ဒီစစ်ကောင်စီအဖွဲ့တွေကိုပြန်ပြီးတော့ကျွန်တော်တို့လက်ရဖမ်းတာအဲ့ဒီမှာဗီဒီယိုထဲမှာရှင်းရှင်းလင်းလင်းမြင်နေရတာပဲကျွန်တော်တို့ဒီအချိန်ဘာပြဿနာမရှိတော့ဘူးခဲ့ဆိုတော့အဲ့ဒါကိုဆက်ပြီးတော့နောက်တစ်လမ်းကဒီပြဿနာဖြစ်လာအောင်ကျွန်တော်တို့အပွဲအပွဲပြပြဖြစ်လာအောင်ဘယ်သူကလုပ်လဲဆိုတော့ဒီဆက်အနာရှင်တွေကလုပ်တာဒါမှမဟုတ်ကျွန်တော်တို့ဒီတော့ဒီကရင်တွေစီးလုံးဖြစ်လာဖို့အတွက်တကက်ဆုံးရောက်ဖို့အတွက်လေဒီလိုဖန်တီးတဲ့ဆက်အနာရှင်ဆိုတော့ကျွန်တော်အပြတ်တိုက်ချမှာဘယ်လိုဆိုရတာလို့အဲ့ဒါလုပ်ပြီးဆိုတော့ကျွန်တော်တို့ကရင်တွေပြန်ပေါင်းစည်းဖို့ဆိုတာ အလံတော်တစ်ခုတည်းအောင်ပြန်ပြီးတော့ကျွန်တော်တို့ဒီတစ်ဖက်စီပြန်ဖြစ်ဖို့ဆိုတာကျွန်တော်မြင်တာတော့ဘာမှအခက်အခဲမရှိဘူးအဲကြောင့်တော့အခုကကျွန်တော်တို့လုံနေတယ်ဝေဖန်ချက်တွေအများကြီးရှိတယ်ကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့လောက်ရမယ့်လောက်ပါတော့ကျွန်တော်တို့တစ်ချက်ချင်းတစ်ခါလည်းမလုံနိုင်ဘူးတစ်ဆင့်ချင်းတစ်ဆင့်ချင်းသွားရင်လည်းအခုကမျက်မြင်သက်သေရပြန်ပြနေတာနေစားတကြောမှအကုန်လုံးရှင်းထုတ်လိုက်တယ်ဆိုတာကိုယ်ကရင်ချင်းချင်းမကူရင်ဘလို့မှမဖြစ်နိုင်ဘူးတော့အဲဒီကိစ္စကဒါရှင်းရှင်းလေးပဲအဲဒါကြောင့်မလို့ဒီပြဿနာကိုဖန်တီးတဲ့စစ်ကောင်စီကိုကျွန်တော်တို့အရှင်း အရင်ရှင်းထုတ်ပြီးမှကျွန်တော်ပြင်ချင်းချင်းပြန်လဲပေါင်းစည်းဆိုတဲ့ကိစ္စကိုလွတ်သွားမယ်ဆိုရင်ကျွန်တော်တို့ဘာမှခက်ခဲမရှိတော့ဘူးဟုတ်ကဲ့ဟိုနောက်ဆုံးတော့မြို့တော်နိုင်ရဲ့ဘိုင်းပါလေမြို့တော်နိုင်ရဲ့ကအခုဆိုရင်ဘယ်တော့မှကြီးကြောင်းနေပြီးတော့တုံးသက်ပါလေပြည်သူတွေရီမန်းနဲ့ဆက်နာရှင်စနစ်ချုပ်နှိမ့်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီဒီလိုနိုင်မှုဘာတွေထပ်စူးစမ်းတင်တယ်လို့တုံးသက်ပါလေဟုတ်ကဲ့တိုလိုနဲ့ပြောရမယ်ဆိုတော့နိုင်ငံတကာစိတ်ပူတဲ့ဘိုင်းကကျွန်တော်တို့နဲ့မြေအများကြီးသိမ်းရှိနိုင်ပြီးပေါ့နော်တိမ့်ပတ်နိုင်ပြီးပေါ့နော်ဒါပေမဲ့သူတို့ပူပြင်တာကျွန်တော်တို့ကောင်းအောင်မဟုတ်ထုတ်နိုင်ဘူး တရားဝင်စုံမရှိဘူးခိုးဆိုးလူရဲ့တွေကျွန်တော်တို့လူတွေကထိတ်နေသိမ်းမြန်နဲ့ပေါက်ရရှောက်လောက်မှာအဲ့ဒါတွေကသူတို့ပူပင်တယ်ပူပင်တဲ့အတိုင်းတော့မဖြစ်ဘူးလားဘုံတော့ဖြစ်နေတယ်အဲ့ဒါကိုကျွန်တော်တို့တေချာပြင်ဆင်ပြီးတော့ကျွန်တော်တို့တေချာစနစ်တကျနဲ့တီတီချင်းချင်းနဲ့ပြန်ပြီးတော့ရပ်ထားတဲ့နယ်မြေမှန်သမျှကိုလူမှုအကျိုးဆောင်မဲ့ကိစ္စတွေလူမှုဝန်ဆောင်မှုလုပ်ငန်းတွေကိုထက်သွင်းစဉ်းစားရမယ်ငါတိုက်ရင်ယူပဲဆိုပြီးတော့အတွင်းတစ်ခုနဲ့လည်းမရဘူးကျွန်တော်အုပ်ချုပ်ရေးတည်တယ်ချနိုင်ချနိုင်လို့ရှိတယ်အဲ့ဒါကိုကိုတော်လိုင်းဖွဲ့စည်းတိုင်းဖွဲ့စည်းတိုင်းက ကိုသေချာပြင်ဆင်ထားဖို့လိုရတာကရပ်ထားတဲ့နေမြေတွေကိုတည်ရင်အုပ်ချုပ်နိုင်ဖို့ဒီအုပ်ချုပ်ရေးလုံခြုံရေးအဖြစ်ပြင်ဆင်ထားပြင်ဆင်ထားပါနေစားတည်ရင်ရဲ့အတွက်ဆိုလဲအိန္ဒိယနိုင်ငံနဲ့ဆက်ဆံနိုင်ဖို့အတွက်ကိုသေချာပြင်ဆင်ထားပြီးဆိုရင်တော့ကျွန်တော်တို့အတွက်ဘာမှပြဿနာမရှိဘူးလို့ယူဆတယ်အဲကြောင့်မို့မိဘပြည်သူတွေကိုကျွန်တော်ပြောချင်တာကတော့အခုအခြေအနေရဆိုတော့တော်တော်လေးကိုခရီးပေါက်နေပြီ ဒီထက်ပိုပြီးတော့တည်ရင်လုံနိုင်မှုအတွက်ကလူလူရဲ့ပါဝင်မှုမရှိဘဲနဲ့ကျွန်တော်လုပ်လို့မရဘူးအဲဒါကြောင့်မလို့အောက်ချိုရီလုပ်ငန်းကိုတည်တည်ကြာလုပ်နိုင်ဖို့အတွက်ဆိုလူလူရဲ့ပါဝင်ပတ်သက်မှုကအရှမ်းကိုရေးကြည့်တဲ့အခါမှာနောက်ဆုံးတနေ့လူလူစစ်ကောင်စီကလုံးဝအားပေးမှုမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဒီလုပ်ငန်းတွေတည်ရင်အောက်ချိုနေတယ်ဗျာရှင်းရှင်းပြောရရင်အဲဒါကြောင့်မလို့ဘာအဖြစ်ဖြစ်ဘင်္ဂလားဒေ့အိန္ဒိယနိုင်ငံမှာ အခုနောက်ဆုံးဆိုဘင်္ဂလားဒေ့ရတော်မှာသူ့ရဲ့တပ်မတ်တွေကိုပြန်ခေါ်နိုင်တဲ့အနေထားရောက်လာပြီဆိုရင်ကျွန်တော်တို့မြင်တာဒီထိုင်းနိုင်ငံကလည်းအလားတူကိစ္စမျိုးဖြစ်လာဘူးလို့ကျွန်တော်တို့ဘယ်လိုမှပြောလို့မရဘူး။အဲဒီလိုမျိုးဖြစ်လာဘူးအလားအလာတွေအများကြီးရှိတဲ့ပုံမှာကျွန်တော်တို့ခြေလမ်းကတော့နောက်တစ်လမ်းစဖို့အတွက်အများကြီးအထောက်အကူပြုပြီးဆိုတော့ဒီကနေပဲပြောချင်ပါတယ်ဗျာ။ဟုတ်ကဲ့အခုလိုအချင်းမေးပြကြပေးရပရိုဂျက်အများကြီးတင်ပါတယ်ဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့ခုလိုပြောခွင့်ရတဲ့အတွက်ဟိုပြောပြခွင့်ရတဲ့အတွက်လည်းကျွန်တော်အနေနဲ့အများကြီးကောင်းယူဝမ်းမြောက်ပြီးရတယ်ခင်ဗျာ။